မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်ကြောင်မဲမြို့နယ်တီဘောမြို့နယ်မိုးမိတ်မြို့နယ်မန္တလေးတိုင်းမိုးကုတ်မြို့နယ်မှာ1027ဆစ်စင်ရေးအပိုင်းနှစ်၄ရက်မြောက်နေ့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့ TNL ကခမရ606တပ်စခန်းကိုတိမ့်ပိုက်နိုင်ရေးအတွက်အပြင်းထန်ထိုးစစ်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ28ရက်နေ့ညနေ4:14မိနစ်ခန့်မှာကြောင်မဲမြို့နယ်ဂုတ်တွဲမှာတောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စကခ1ခမရ114တို့တိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗျ။ဇွန်လ26ရက်နေ့မှာတောင်းတပ်မတော်ကသိမ်းပိုက်ထားတဲ့နောင်ချုံမြို့မှာရှိတဲ့ခမရ115တပ်စခန်းက လက်နက်ခဲယမ်းမျိုးစုံကိုပါသိမ်းဆီးရမိထားပြီးတော့နောင်ချိုမြို့မှာစစ်ကောင်စီရဲ့ခမာယ606တပ်စခန်းတစ်ခုသာကျန်ရှိပြီးအဲ့ဒီတပ်စခန်းကိုတောင်းတက်မတော် DNL မန္တလေး PDF နဲ့တနုပြည်သူလွတ်မြောက်ရေးတပ်မတော် DPLA ပူးပေါင်းတပ်ဖွဲ့ကဇွန်လ28ရက်နေ့ညနေ3:50မိနစ်အထိကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီးတော့ မနက်6:05မိနစ်ကနေ6:05မိနစ်အထိအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့၄ချိန်လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဇော်လ28ရက်နေ့ည9:00အချိန်ကမှတောင်းတက်မတော် DNL နဲ့တော်လိုင်းရေးပူပေါက်တပ်ဖွဲ့တွေကနောင်ချိုမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ111တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ဇွန်လ28ရက်နေ့မနက်9:54မိနစ်ခန့်မှာကြောင်ပဲမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ခမရ901ခမရ902တပ်စခန်းကိုတောင်းတမတော် DNL နဲ့မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ကြောင်ပဲမြို့နယ်နောင်ပြည့်ရွာလမ်းကွဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုဇွန်လ28ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စကန်းသိမ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းအင်းတော်မြို့နယ်နန်းသာရွာစကန်းကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ့်ပတ်ရာမှာခလာရ6တပ်ရင်းက ဗိုလ်ကြီးပြုံးပေါင်းပေါင်းအပါအဝင်စစ်သား14ဦးတည်ဆုံပြီးတော့လက်နက်မျိုးစုံအလက်20တိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့မနက်4နာရီကစတင်ပြီးတော့အင်းတော်မျိုးနယ်နန်းတာရွာစခန်းမှာအခြေချနေတဲ့ဗိုလ်ကြီးပြုံးပေါင်းပေါင်းဦးစီးတဲ့တပ်မခွန်ခွန်လက်အောက်ခံခလာရ6ကအေအား14ခန့်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကတားခရိုင်တပ်ရဲနဲ့ EAO KIA နဲ့ အင်းတော်မျိုးနဲ့ပကဖပူပေါင်းအဖွဲ့တို့ကတိုက်ခိုက်ခဲ့ပြီးတော့မနက်၁၀နာရီကမှစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကဗိုလ်ကြီးပြုံးမောင်မောင်အပါဝင်၁၄ဦးတေဆုံးပြီးတော့အလောင်းများကိုရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီစီကနေပြီးတော့လက်နက်မျိုးစုံ၂၀လက် drone ဖြတ်ဆက်တလက် ជីမျိုးစုံ1462တောက်ဘုံဒီမျိုးစုံ42လုံးမိုင်းမျိုးစုံ15လုံးជីအိမ်မျိုးစုံ42ခုစက်သွယ်ရေးဆက်12လုံးဂျားဖြတ်ဆက်2လုံးပါဝါစတေရှင်2လုံးအုတ်ထုတ်ဆက်2ခုစံအိတ်48အိတ်တို့ကိုတင်စီရမိခဲ့တယ်လို့သိရပါဗျ။ဇောလာ28ရက်နေ့နန်းသာရွာစစ်ကောင်စီစခန်းသိမ့်ပိုက်ခံလိုက်ရပြီးတဲ့နောက်မှာစစ်ကောင်စီက Jet Fighter နဲ့ပေါင်900ဘုံနှလုံးကျဲကလေးချောင်းကနေပြီးတော့တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။စခန်းသိမ့်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များတေဆုံးမှုများပြခဲ့ပြီးတော့အယောက်30ကျော်အရှင်ဖမ်းမိ ိခဲ့တယ်လို့သိရပါတယ်။နန်းသာရွာစစ်ကောင်စီစခန်းကိုဇော်လာ22ရက်နေ့ကနေစတင်ပြီးတော့ KIPDF ပူးပေါင်းအဖွဲ့ကစတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇော်လာ22ရက်နေ့ည7:00နာရီအချိန်မှာတရုတ်လေတပ်က Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နန်းသာရွာဖုန်ကြီးကျောင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များဒဇာကန်ဖမ်းဆီးထားတဲ့ပြည်သူ18ဦးသေဆုံးခဲ့ပြီးတော့တပတ်အကြာတိုက်ခိုက်ပြီးမှ နန်တာစစ်ကောင်စီစခန်းကိုတိတ်ပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စခန်းတိတ်တိုက်ပွဲအတွင်းမှာအင်းတော်နဲ့နဘာစစ်ကောင်စီစခန်းကလက်နက်ကြီးတောက်လျှောက်ပစ်ကူခဲ့ကနန်တာရွာဘက်စစ်ကူလာတဲ့စစ်ကြောင်းနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။အလားတူပဲဇွန်လ28ရက်နေ့မနက်ပိုင်းကလည်းနဘာလမ်းစုံမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကို KIPDF ပူးပေါင်းတပ်ဖွဲ့ကလက်နက်ကြီးများနဲ့တွားရောက်ပစ်ခတ်ခဲ့ကစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ကနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပြီးတော့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိနိုင်ပြီးတော့ KIA ဘက်ကတပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့တယ်လို့သိရပါဗျ။စကိုင်းကချင်နယ်စပ်မှာရှိတဲ့မော်လူးမြို့ကို KIPD ရဲ့ပူးပေါင်းအဖွဲ့ကတိုက်ပိုက်ထားပြီးတော့ကတာထီးကြနဘာအင်းတော်ဘန်းမောက်ပင်လယ်ဘူးကောလင်းစတဲ့မြို့များမှာလည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားပြရရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကျွန်းလာမြို့နယ်မှာတပ်ဆွဲရန်ပြင်နေတဲ့စစ်ကြောင်းကိုတိုက်ခတ်ရာစစ်ကောင်စီဘက်ကတေဆုံးထိခိုက်မှုများပြားပြီးတော့စစ်တုံးမှန်း2ဦးနဲ့လက်နက်၈လက်ကိုတိမ့်ပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့မနက်၄နာရီအချိန်မှာသခိုင်းတိုင်းကျွန်းလာမြို့နယ်အတွင်းအင်အား200ခန့်ရှိတဲ့ခမာယာ361နဲ့ပြူစော်တီပူပေါင်းစစ်ကြောင်းက တက်ဖြန့်ပြီးတော့အခြေပြုတက်ဆွဲရန်ပြင်ဆင်နေတဲ့အင်တိုင်းရွာနဲ့ကြောက်ပုံကုန်းနေရာနှစ်ခုကိုတော်လိုင်းတပ်များကတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒအဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်ဒိဆုံးမှုများပြားခဲ့ပြီးတော့စစ်တုံးမန်း၂ဦးကိုဖမ်းဆီးရမိပြီးလက်နိုင်ငယ်၈လက်ကိုတင်းစီရမိခဲ့တယ်လို့သိရပါဗါဒတော်လိုင်းတပ်ဒီဘက်ကလည်းရဲဘော်၂ဦးကြာဆုံးခဲ့ရတယ်လို့သိရပါဗါဒအဲ့ဒီစစ်စင်ရေးကိုကံဘလူခရိုင်ကိုကဲရင်မှုရဲ့ကိုကဲမှုနဲ့ကံဘလူခရိုင်တရင်၁နှစ်ရွှေဘိုခရိုင်ကိုကဲရင်မှုယုံအဖွဲရွှေဘိုခရိုင်တရင်၆၉ဆက်နဲ့ ဘျူဟာ52ရွှေဘုံခရိုင်တရင်80 16သခိုင်းတိုက်ပတ်ကဖာကျွန်းလာမြို့နယ်ပတ်ကဖာတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခမညာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်။တရင်ကတော့အောင်စီရစစ်ကြောင်းကရှီမတိုးနိုင်တဲ့ဒံယာရရဲဘော်များကိုရွှေကြံမင်းဖုံးကြီးကျောင်းမှာစစ်ကောင်စီတပ်ဖွဲ့တွေကအထိုင်ချပြီးတော့ဒံယာရတဲ့ရဲဘော်တွေကိုစေကုသပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလက်ရှိတော့ဒံယာပြင်းထန်တဲ့ရဲဘော်တွေကိုရွှေကြံမင်းဖုံးကြီးကျောင်းမှာအထိုင်ချပြီးတော့စေကုသပေးနေပါတယ်။တတ်တာတဲ့လူနာတွေကို6ဘိန်းခေါင်းပြားကားတွေနဲ့ ဖမ်းအမှားရှိတဲ့တောင်ကလေးစေးရုံကိုပြန်လည်ပို့ဆောင်တာတွေလုပ်နေတယ်လို့တော်လိုင်းရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ရွှေချမ်းမင်းဘုံကြီးကျောင်းမှာသတင်းသုံးနေထိုင်နေတဲ့ရဟန်းတန်ဃာတွေကိုခဏတိန့်ဆောင်ခိုင်းနာတာတွေရှိတယ်လို့မတိန့်ဆောင်ဘဲနဲ့အခုအချိန်ထိဘုံကြီးကျောင်းမှာသတင်းသုံးနေထိုင်နေတဲ့ရဟန်းတန်ဃာများကိုလည်းကျောင်းဝင်းအတွင်းကိုဝင်ထွက်သွားလာမှုမပေးတော့ဘူးလို့သတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာချောင်းဦးလမ်းမိုက်မှာအကြံဘတ်စစ်ကောင်စီရဲ့ကျင်းနေတင်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာအကြံဘတ်စစ်ကောင်စီတပ်သား၃ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လ28ရက်နေ့မွန်လွယ်2:25မိနစ်ခန့်မှာမုံရွာမြို့ဘက်ကနေထွက်လာတဲ့ကျင်းနေတင်တွဲကအစည်းရိမ်30ကိုမုံရွာချောင်းဦးလမ်းမိုက်တနေရာမှာမိုင်းဆွဲရန်ဆောင်ဆိုင်နေတဲ့အချိန်ခီးသွွားပြည်သူများရဲ့ကားများနဲ့ရောထွေးနေတဲ့အတွက်ကြောင့်ဖောက်ခွဲမှုမပြုတ်လောက်ခဲ့ရပဲနောက်ဆုံးကားတစ်စီးကို မိုင်းတစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။အစီ30ကြီးတောင်ဗျာတစည်းပဲရလိုက်တယ်။လိုင်းကားတွေအိမ်စည်းကားတွေနဲ့ရှုံနေတော့စွဲမရဘူးဖြစ်နေတာ။ခီးသွားပြည်သူတွေရဲ့ကားတွေလွတ်သွားတဲ့နောက်ဆုံးကားတစ်စီးပဲရှယ်ဆွဲနိုင်ခဲ့တာ ကင်းမုံစစ်ခွေးတွေနဲ့လည်းအပြန်အလှန်ဆော်ခဲ့ကြသေးတယ်။၄၀မမတွေနဲ့ထုတို့ပြန်ဆောက်လာခဲ့ရတာလို့ Area 71 PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကို Area 71 PDF တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့လက်နက်အင်အားမလုံလောက်တဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိခဲ့ဘူးလို့သိရပါတယ်။တေဆုံသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့အလောင်းများကိုခင်မုံဘက်ဆောင်ချမ်းအတွင်းကိုတဲဆောင်သွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းညောင်လေးပင်မြို့နယ်အတွင်းမှာလှည့်နေတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို drone နဲ့ဘုံကျဲပစ်ခတ်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့မွန်းတဲချင်းကနေစပြီးတော့ညောင်လေးပင်မြို့နယ်အတွင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များစုံမထားရာကြီးရွာများကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပိတ်ဆို့တိုက်ခတ်ခဲ့ရာတိုက်ပွဲငယ်၂ချိန်ခန့်ဖြစ်ပွားခဲ့ပြီးတော့ ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကထိခိုက်ဒဏ်ရာရှိတဲ့လူတွေလည်းရှိတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Royal Peacock Column တော်ဝင်ဒေါင်းစစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတွေဘက်က60မမ87မမလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်မှုရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ